dated advice for man တန်မိုးကြတာတဲ့အမျိုးသမီးတွေအမြင်မှန်ပြီးပြောတဲ့စကားယောက်ျားနဲ့မိန်းမနဲ့အခြေရေးမှာတယောက်တယောက်လိုချင်တာမတူပါဘူးအဲ့ဒါကြောင့်အစင်မပြေရတွေကမလွဲမတွေဖြစ်လာမှာဖြစ်ပါတယ်ဒီလိုမျိုးအစင်မပြေရဲ့အရာတွေကိုနှိမ့်နိုင်လိုက်မှလားအောင်မြင်ရဲ့အခြေရေးဆိုတာဖြစ်မှာဖြစ်တယ်ဒီဗီဒီယိုလေးအဆုံးထိကြည့်ပွားရဆိုရင်တော့ တန်ဖိုးကြလာတဲ့မိန်းကလေးတွေဘလို့စကားတွေကိုပြောတယ်အချိန်ရင်မှာအဆင်ပြေအောင်တယောက်တယောက်ဒိုးချင်တာတွေမတူတဲ့အရာတွေကိုဘလို့ညင်သားမှာတာအချိန်ရင်အောင်မြင်မှာဖြစ်တဲ့အကြောင်းသိသွားမှာဖြစ်ပါတယ်ကဘာလှက်အမေရိကန်အချစ်ပညာရှင် channel ကကျူးစွာပါတယ်ဘယ်နေရာကြည့်တယ်ကိုမအောင်မရေးတာပါဒီဗီဒီယိုလေးကတော့ Academy မြတ်ကေတီအောင်အင်တာဗျူးထားတဲ့ဗီဒီယိုလေးပါ သူ့ရဲ့ဘဝအကြောင်းနဲ့သူ့ရဲ့အခြေရဲ့အကြောင်းမှာပြောထားပါတယ်သူဘာတွေနောင်သားရတယ်ဘလို့အမြင်မှန်သွားတယ်ဘာကြောက်လဲတည်တည်ကြကြအောင်နားထောင်ပြီးတော့အချင်းနဲ့ပတ်သက်ပညာတွေအများယူရပါတယ်ထပ်ပုံရိုက်ချင်လဲဆိုရင်ရှိတဲ့သူတွေဆီကသွားပြီးအင်းကြီးတွေထမိန်တွေတောက်ဖက်နဲ့တွေတော်တော်ရတယ် အရန်ကြီးချုံးမွေးခဲ့တယ်မိသားစုမဟုတ်ဘူးအရန်ကြီးလည်းမပြေလည်ခဲ့ဘူးကိုဘဝကိုကကိုရက်တီမှဖြစ်မယ်ငါကြောင်းမထွက်ဘဲနဲ့စက်တဲ့ရင်ငါမိဘပတ်စံကုန်မယ်อืมဒီအရောမှန်တော့ဗောနော်ဒါတော့တမီကောင်းတွေးခေါ်တွေးခေါ်တဲ့တပေါ်မျိုး နော်တားလေရဲ့အဲ့လိုပါပဲသမီးတွေရဲ့အဲ့လိုပဲနော်အစင်မပြေရဲ့မိသားစုကလာရဆိုရင်မိဘကိုကြည်ရတယ်ကိုကြောင်းတက်ချင်တာမှတောင်တောင်ကြောင်းတက်လို့မရဘူးစောစောအကြောင်းလေးကိုပြောချင်ပါကြောင်းလဲဆိုတော့ဒီလိုမျိုးဘဝအခြေအနေနဲ့ကြုံတွေ့ရတဲ့အမျိုးသမီးတွေကဘယ်လိုမျိုးဆုံးဖြတ်ချက်တွေချတတ်တယ်ညီလေးတို့တေးချာချာနားလေအောင်ဒီလိုမျိုးအကြောင်းပြောတော့မှအော် तू ကဒါကြောင့်ဒီလိုမျိုးဆုံးဖြတ်ချက်ချပါလားအဲ့ဒီဆုံးဖြတ်ချက်ရတယ်ဘာကြောင့်မှားသွားလဲ ညီလေးကညီလေးချစ်သူကအဲ့ဒီနေရာမှာရှိမှဆိုရင် तू ဘလိုမျိုးဆုံးမြတ်ချက်ချနိုင်လဲအဲ့ရောကိုကနှစ်ဦးနှစ်ဖက်အစဉ်ပြောင်းယောက်ျားတော်ယောက်ျားကောင်းယောက်ျားမြတ်ဆိုရင်အချစ်ပညာတတ်ထားမှဆိုရင်ကိုက तू လိုချင်အရာအောင် ကိုလည်းကိုလိုချင်အရာရအောင်ညီနိုင်တာမှဖြစ်တယ်အဲ့ဒါအချစ်ပညာပဲเนาะအချစ်နဲ့ပတ်သက်တဲ့ပညာတွေကိုအစအဆုံးပြည့်စုံစွာတင်ခြင်းဆိုရင်ဒီ channel ကို subscribe လုပ်တာပါဆက်ပြီးတော့နားထောင်မယ် အဲ့တော့ဒီလမ်းမှာပတ်ဆံရနေတယ်ဒီလောက်ကပတ်ဆံရတယ်အဲ့တော့ငါဘဝကိုဆွန့်လွှတ်မယ်ပညာကြီးမလို့ငါပညာတက်လို့ဘာဖြစ်လဲချိန်တန်ငါယောက်ျားယူမှာအဲ့လိုမျိုးအဲ့လိုမျိုးပြောတာကအမျိုးသမီးတွေတော့မှန်တယ်နော်အမျိုးသားတွေတော့ကြာအဲ့လိုမျိုးမပြောခြင်းဘာကြောင့်လဲဆိုအမျိုးသားတွေခေါင်းဆောင်အိမ်တော်ဦးစီးဖြစ်တာမှာနော်ကို ကိုကအငယ်ဆုံးဖြစ်ပါစေကိုအိမ်မှာနောက်တစ်ချိန်ကျရင်မိမယူတော့မယ်ရည်စားထားတော့မယ်ဆိုရင်ကိုကခေါင်းဆောင်မယ်အဲ့ရောက်ယောက်ျားနဲ့ယောက်ျားကခေါင်းဆောင်ပြီးတော့ဘူးလို့တဲ့အဲ့ဒါကြောင့်နော်ပညာရေးဘလောက်အရေးမကြီးဘူးတစ်ချိန်ကျရင်ယောက်ျားယူမှာအဲ့စကားယောက်ျားလေးဘယ်တော့မှပြောမရတဲ့စကားဟိုပညာရေးအေးမကြီးဘူးမိမယူမှာအဲ့လိုပြောမှဆိုရင်မိမကိုထားနေမှာမဟုတ်ဘူးခေါင်းဆောင်ကောင်းဖြစ်မှာမဟုတ်ဘူးနော်အရန်အရေးကြီးနော်ဆရာကအဲ့လိုမျိုး ပြောခဲ့မယ်ပညာမတင်တော့ဘူးဆိုရင်เนาะအမေကမှအိမ်နဲ့အေးစစ်စစ်အသက်အစိမ့်နဲ့အိမ်ပိုင်ရှင် ဖြစ်မှာမဟုတ်เนาะပညာမတတ်ဘူးဆိုရင်ဖြစ်ဖို့အရင်ကင်းရရှားတယ်ယောက်ျားလေးတို့ယောက်ျားလေးတို့တန်မှုရှိရတာခွန်အားရဲ့ပညာနဲ့ပဲเนาะခွန်အားကအချိန် limit မရှိဆယ်နှစ်ဆိုဆယ်နှစ်ပေါ့အသက်ကြီးတိုင်းမရတော့ပညာတော့လောကကိုအသက်ရှည်ရှည်တော့အတုံးချောက်ရတယ် အားကြောင့်ပညာ focus ထားဖို့အရေးကြီးတယ်။ပညာမတော်ဆိုရင် US မှာထိဆုံးအယောက်၄ဆောင်ပါမုံအင်ချမ်မင်ကျိုးဆောင်ကြည့်ရဆရာတယောက်ပဲအာရှတာဂျန်နယ်အားလို့အမေရိကန်အဖြူတွေလက်တီနာတွေလက်တီနိုတွေနော်ဟစ်ပန်တွေနေအားကြောင့်အရန်အရေးကြီးပညာတတ်ဖို့ဆိုတာနော်ပညာမတတ်ဖို့ဆိုရင်ဒီလိုမျိုးအရန်လှပတဲ့နှင်းတောက်ပေါ်မှာလည်းကဘာပတ်နေမှာမဟုတ်ညီလေးကိုယောက်ျားနဲ့ မိန်းကလေးနဲ့မတူတာများရှိအဲအကြောင်းဘယ်တော့မှမိန်းကလေးနဲ့ယောက်ျားနဲ့နှိုင်းရှင်တော့မရနော်နှိုင်းရှင်တဲ့အမျိုးသမီးတွေရတယ်မိန်းမပြည့်ဖြစ်ဖို့များတယ်။အိုးရှင်တို့ယောက်ျားကြတော့နော်အပြိုစင်လေးလိုချင်တယ်နော်ကိုယ့်အကူကြောင့်လူပြိုစစ်အောင်မလုပ်အဲလူပြိုထားနေရမိန်းမပြည့်ဖြစ်ဖို့များသူအပြိုမစစ်တော့တဲ့အတွက်ကြောင့်နော်ယောက်ျားဆိုတာယောက်ျားလေးဆိုတာမိန်းကလေးကိုပတ်စံ ရှာနိုင်ပြီးတော့အမြန်ချမ်းသာမှယူတဲ့ယောက်ျားလေးဆိုရင်မရှိဘူး။အေးမင်းအစိမ်မပြေဘူးကကျဆောက်မရှိဘူး။ငါကြိုးစားမယ်။ဘဝကိုတိုးတောလုပ်ပေးမယ်။ပတ်ဆက်ရှာဘူးဘာစိတ်မူလဲ။ကိုဂိူးဆိုင်မယ်။နော်ဘယ်တော့မှယောက်ျားလေးကအိုးငါထက်အရက်ရှည်တဲ့မိန်းကလေးပဲယူမယ်။ရှိတာမရှိဘူး။မိန်းကလေးပဲအရက်ရှည်တဲ့ယောက်ျားလေးပဲကြိုက်ရတယ်။ဟုတ်တယ်မလား။မိန်းကလေးလိုချင်တာယောက်ျားလေးလိုချင်တာမတူဘူးလေ။အဲအကြောင်း ယောက်ျားလည်းမဖြစ်မိန်းကလေးမဖြစ်ယောက်ျားနဲ့မိန်းမတူတယ်ဆိုပြီးနှိုင်းရှင်တဲ့လူတွေကယောက်ျားနော်အတုံးမကျတဲ့ယောက်ျားတွေဒါမှမဟုတ်ရင်မိန်းမပြက်တွေကများတယ်ဘယ်တော့မှမတူနော်ယောက်ျားနဲ့မိန်းမမတူမတူရတဲ့ကြောင့်ပေါင်းစည်းလို့ရတာတူရဆိုပေါင်းစည်းစရာအကြောင်းမရှိဟုတ်တယ်မလားတူရဆိုတញ្ញချင်းလုပ်ရโอเคတញ្ញချင်းပဲတញ្ញချင်းကောင်းနော်ယောက်ျားအချင်းချင်းတူရဆိုတញ្ញချင်းလုပ်ရပေါင်းစည်းစရာအကြောင်းမရှိအချောက်နေရမယ်ပေါ့ဟေးအဲအကြောင်း ယောက်ျားနဲ့အမျိုးသမီးနဲ့မတူတဲ့အရာတွေပါရှိတယ်။ကိုမအမရေးတာပါ။ဆက်ပြီးတော့နားထောင်မယ်။ तू तू ရဲ့အခြေရာနော်။စိတ်ဝင်စားစရာအရင်ကောင်းတယ်။ဒီလိုမျိုးအခြေအနေကြောင့်ဒီလိုမျိုးဖြစ်သွားတယ်။ဆုံးဖြတ်ချက်တွေကဘယ်လိုမျိုးပြောင်းလဲวะကြည့်ကြမယ်။အဲ့လိုလွယ်လွယ်ပဲတွေးခဲ့တယ်။ဘယ်လောက်ထိအမပေးဆက်ခဲ့လဲဆို။မရဲ့ပထမဆုံးရေးစားရှိတယ်။အေးရလဲသဘောတူတယ်။ တလန်းထဲမှာနေတာအမဖေကလည်းအယမ်းချက်တယ်သူ့ကိုသူတို့မျက်စိအောက်ကကြီးလာတဲ့ခလေးမို့လို့ခုနှစ်နှစ်တွဲခဲ့တယ်သုံးနှစ်ကမိဘတွေနဲ့တူတူပေါ့နောက်ထပ်၄နှစ်ကသူနိုင်ငံခြားသွားတယ်သူယူဖို့ပြန်လာခဲ့တယ်။အမအသက်22နှစ်ပဲရှိသေးတယ်။ ืมตะไลน์เนี่ยมาชื่ออ่ะเนาะตะไลน์เนี่ยมาชื่อเลยสอโปไปอาจารย์ติอ่ะบ่มีบ่าอย่าใส่ฉ่าบ่เข้าล่ะไอ้อ่าอย่างကိုအတွင်းတိအစင်းတိဆိုရင်အစင်ပြေဖို့ကပိုပြီးတော့များတယ်။နော်မိန်းကလေးဆိုအဲ့လိုပဲ။ဟိုရောက်။ तू ကလည်းတလိုင်းထဲမှာနေတယ်။ဒါတော့မွေတွင်းတိအစင်းတိယောက်ျားလေးမိဘတွေကတဘောကြတယ်။အဲ့အားကြောင့်လည်း तू ကယူဖို့ပြန်လာတာပေါ့။သူ့အကြောင်းမသိဘူးဆိုရင်ယူဖို့ပြန်လာမှာ။ပြီးမှရင် သူကနေကြမှာအလုံးလုံးနေတဲ့ပုံမှာရှိတယ်เนาะ။နောက်ကြားလေးပဲပူချမ်းတာတဲ့ပုံရှိအများကြီးပူချမ်းတာပေါ့။အသက်22နှစ်မှရှိအဲ့ဒါဆိုယူကြည့်တာပေါ့။အသက်32နှစ်ဆိုယူကြည့်မလား။ရှင်းရှင်းနဲ့ပဲလေ။ဟုတ်တယ်မလား။အသက်22နှစ်ဆိုမင်းကလေးကတန်ဖိုးအမြင့်ဆုံးအပြိုစင်နဲ့ဖြစ်မှဆိုရင်เนาะအပြိုမစစ်တော့ဆိုရောအသက်အစိတ်အော့ဆိုရောတန်ဖိုးရှိနေတယ်။เนาะအပြိုစစ်တယ်ဆိုရင်တော့ သက်30အောက်တမှုရှိအသက်35ထိအောင်တမှုရှိနေတယ်အလွန်ဆုံး35မှာလွန်သောကျော်အမှန်ပြောရမဆိုအသက်30အောက်အပြိုဆစ်တယ်ဆိုရင်တမှုရှိတယ်နော်တမှုကြောင့်မတူးနော်အပြိုမဆစ်တော့ဆိုရင်အာအသက်30အောက်နော်ဒါရောမှဘယ်နှယောက်နဲ့အိတ်ဆယ်ဆိုမှုတည်ရဲ့အဲ့ဒါမျိုးကိုကဘယ်သူမှမသိနိုင်ဘူးမတိနာလို့ဆိုတဲ့အတွက်ကြောင့်အပြုံမစစ်လို့ဆိုတာအပြုံမစစ်ရတဲ့အတူတူပဲမှတ်ထားတယ်ပိုဆိုးရလားဟိုအသက်အသက်အစိတ်အောင်အပြုံ မစစ်ဘူးဆိုတာအသက်30ကျော်အပြုံမစစ်ရတယ်ဘိုးဘီခေါင်းတော့ဟုတ်တယ်မလားရှင်းရှင်းလေးပဲဒါတခြားအရင်အကုန်ပါနေအဲ့အမင်းကလေးရဲ့ဘလိုမျိုးနောင်ကျောင်းနေဖြစ်ခဲ့ရလဲအကုန်ပါတယ်နောက်ဆုံးအသက်22နှစ်ဆိုအပြုံစင်းနေပေါ့အပြုံစင်းမထားတယ်ဘာတွဲခဲ့ရသူတရားဝတ်တွဲခဲ့ရရီစာဦးအာခုနှစ်နှစ်ရှိနေပြီအာနော်နိုင်ငံခြားသွားတယ်၃နှစ်ကအတူတူအာကျန်ရလေးနေနိုင်ငံခြားမှာဖြစ်မှာပေါ့အဲ့တော့ပြန်လာပြီးတော့တောင်းတယ်โอเคပြန်လာပြီးတော့လိုချင်းသဘောရှိတယ် လိုချင်တဲ့ဘောအဲ့ဒါ तू ကဘလို့ပြန်ပြီးတော့တုံ့ပြန်တယ်။တော့ဘလို့မျိုးအမားတွေလုပ်ခဲ့ရဆိုတာဆက်ပြီးတော့ကြည့်မယ်။အဲ့ချိန်မှာမမိဖတွေကိုအရန်ထားနိုင်နေပြီ။အဲ့ဒီအချိန်မှာကားတကောက်9000ရနေပြီ။မဘာနဲ့မှမလင်းနိုင်ဘူး။အဲ့ဒီရီစား အဟာကြည့်ကြည့်တဲ့ကားတကားကိုပတ်စံ5တောင်းမြန်မာဝင်5တောင်းမရနိုင်ဘူးမိဘရဲ့အများကြီးထားနိုင်ပြီနော်ဒါမှအရင်နံပါတ်ကြီးတယ်မဟုတ်အကယ်ဒမီမြတ်ကလေးရောက်ဆိုဇက်ပို့နေရပဲနော်နံပါတ်ကြီးရမဟုတ်အများကြီးအဲ့ရောဈေးကြိုင်လာပြီပေါ့အဲအမျိုးသမီးတဘာဝအဲ့လိုပဲပတ်စံရှာနိုင်တယ်ဆိုဈေးဆက်ကြိုင်သူမတိရတာယောက်ျားလေးကမင်းကလေးပတ်စံရှာနိုင်တဲ့အရေးချင်းတယ်နော် ငြိမ်ရွယ်မှုလူပြုံမှုအပျော်စင်စစ်နော်ဖြူစင်မှုလောင်ကျောင်းရှင်းမှုကိုအလေးထားကြတော့ तू မတိကြအောင် तू မတိကြကြတော့ तू အမားတွေအများကြီးလုပ်ကြတာပေါ့မင်းတို့ကစဉ်းစားရတော့အော်ငါကလည်းဒီလိုမျိုးဟိုယောက်ျားလေးကိုဘယ်လိုသဘောယောက်ျားလေးကိုသဘောကျရဆိုရင်နော်ပတ်ဆက်ချတဲ့ယောက်ျားလေးပညာတတ်တဲ့ယောက်ျားလေး အဲအဲ့ဒါဆိုရင်ငါတို့ယောက်ျားသားဖြစ်အောင်လုပ်မယ်ဆိုပြီးပတ်ဆက်ရှာမယ်ပညာတတ်အောင်လုပ်မယ်ဟိုပတ်ဆက်ရှာတာပညာတတ်တာဇီးရကန်ဇီးရကန်မင်းကြီးရအဲ့ရှင်အသက်ကြီးနေပြီဒါ30ကျော်နေပြီ30ကျော်ယောက်ျားတွေမကြိုက်တော့တကယ်ပဲတကယ်ဒိတ်တွေချက်ချမ်းတာမိနေတာလေနော်အရန်အောင်မြင်တဲ့ယောက်ျားတွေဆိုမစင်စားဘူးဆယ်ကျော်သက်လေးအသက်အစိတ်အောက်စင်စားရဟိုရတဲ့အချိန်မှာဘာကြောင့်အသက်30ကျော်စင်စားမလဲဟုတ်မှာညီလေးကိုစင်စားကြမလို့ တော့ညီတို့တကယ်တော့ယောက်ျားတော့ယောက်ျားကောင်ယောက်ျားမြတ်ဆိုစဉ်းစားရမှာကိုကဘာမှမရှိဆိုတမျိုးမောင်ညီတို့ကဘာမှမရှိဘူးအတုံးမကြယောက်ျားဆိုတော့ဟိုအသက်30ကျော်ဆရာဝန်မလေးရထားမယ်ပတ်စံရှာနေမိမလေးရထားမယ်အာဆိုရင်အရင်ကံကောင်းတယ်အဲ့လိုမျိုးစဉ်းစားဖြစ်ပါအတုံးမကြယောက်ျားအတွက်ဆိုစဉ်းစားဖြစ်တကယ်တော်တဲ့ယောက်ျားအတွက်ဆိုလုံးဝစဉ်းစားကြမလို့နော်ဆက်ပြီးတော့နားတော့သူပါအပြစ်ဆက်လုံးအောင်မလဲဆိုတာအမတ်တိုက်ခန်းလူချင်းတိုက်ခန်း ထိုက်ခန်းနဲ့မနေချင်ဘူးခြံနဲ့ဝင်နေလို့ပြောလိုက်တယ်ကျွန်မခြံနဲ့ဝင်နေပြောင်းနေပြောင်းဝယ်ပြီးခဲ့တယ်ဒါပေမဲ့အမစဉ်းစားတယ်အမသူ့ကိုယူမယ်အမတယောက်ထဲကောင်းစားမှာငါတယောက်ထဲကောင်းစားဖို့ဘာဖြစ်လို့လုပ်မှာလဲအမအဲ့အသက်ရွယ်တွေအဲ့အတွေ့ရှိတယ်ကိုလုံးမယုံတတ်ဘူးမတော်ပြောတယ်စိုက်တာရွေးပါဟာအဲ့လိုကိုရောကိုလို့မယုံတော့ဆိုတာမင်းကလေးကတော်တော်များများတွေးတတ်ပါလေနော် ော်တော်တွေးတဲ့အတွက်ကြောင့်အဲ့ဒါကြောင့်စဉ်းစားရတယ်အခြေရေးမှာဆိုရင်เนาะအောင်မြင်ခြင်းရဆိုရင်သူ့ဘလို့တွေးရဲ့ဆိုတာစဉ်းစားရတယ်เนาะသူ့ရဲ့အတွေးခေါ်တွေကိုကိုယ်ကစဉ်းစားနိုင်မှာအော်သူဘာကြောင့်ဒီလိုတွေးလာလဲကောင်းလေးရတော့အေးတိုက်ခန်းလို့တိုက်ခန်းခြံဆိုခြံ offer ပေးတယ်သူ့ offer ကကောင်းပါလေအမျိုးသမီးလိုချင်တာနဲ့เนาะပွားတဲ့အတွက်ကြောင့်ဘလို့မှညှို့မရဘူး เนาะအဲအကြောင်းနှိမ့်ညအောင်ဆိုရင် तू ဘာလိုချင်တာလဲချက်ချက်ချာတိမို့လို့လေเนาะချက်ချက်ချာတိမှာဆိုရင်နှစ်ဦးနှစ်ဖက်အဆင်ပြေနိုင်တယ်ပြီးတော့ तू ရဲ့ပတ်စံရှာနိုင်စာရှာနိုင်နေပြီเนาะရှာနိုင်နေပြီရှာနိုင်နေပြီဆိုမိသားစုကိုတင်းတောက်တင်ထားနိုင်ဒါ तू မစဉ်းစားမိရပါလေရမိန်းကလေးမိန်းသမီးဆိုတာတက်တန်းဆိုရှိเนาะ၅နှစ်ဖြစ်ဖြစ်၁၀နှစ်ဖြစ်ဖြစ်ပြီးွားရင်ဘာမှမရတော့ဆိုတော့ တိုက်ခဲထားမယ်ချမ်းနဲ့တိုက်နေထားမယ်ယောက်ျားကောက်ယူရမယ်ဆိုရင်သူတရားကိုကောင်းဆောင်မှာမဟုတ်ဘူးစီးပွားရေးထောင်ပေးနိုင်ယောက်ျားယူရမယ်ဆိုတမိသားစုကိုကောင်းဆောင်မှာဒါပေမဲ့အသက်20ကျော်ဆင်ကျော်တဲ့မိန်းကလေးကအဲ့လိုစဉ်းစားညံမယ်အတိညာရှိတာမရှိဘူးမိန်းကလေးတော်တော်များမရှိအဲ့ကြောင့်ကမ္ဘာမှာအချမ်းသာဆုံးလူရပါဘူးလူဖြစ်လူတွေဖြစ်လာတယ်ယောက်ျားနေဖြစ်လာနော်အမျိုးသားတွေဖြစ်လာအမျိုးသမီးမဖြစ်ဘူးချမ်းသာအမျိုးသမီးကြီးတာအမျိုးသမီးကြီးအများစုက အိမ်တော်ကွဲဝါးကိုယောက်ျားစီကစီးစင်ရရမှကြောင့်ချမ်းသာပါဂျက်ပေဆိုအမေဆိုရဲ့တထဲရဲ့ဂျက်ပေဆိုကွဲဝါးတယ်ကမ္ဘာမှာအချမ်းသာဆုံးအမျိုးသမီးဖြစ်သွားတယ်ဘသူစီရရတယ်သူ့ယောက်ျားစီရရအေးဟုတ်တော့ဟုတ်ပါတယ်သူ့ယောက်ျားကူညီပေးရလို့ကြောင့်နော်ဟိုးသူ့ယောက်ျားမချမ်းသာနေတဲ့အချိန်တန်းကူညီပေးရလို့ကြောင့်ဒါပေမဲ့ယောက်ျားတော်ယောက်ျားကောင်းယောက်ျားမြတ်ဆိုတာမိမရှိရှိမရှိရှိအောင်မြင်ပါပဲအောင်မြင်ပါပဲဒါဟို မိန်ကလေးရှိတဲ့အတွက်ကြောင့်သူမိန်းမကြောင့်အောင်မြင်သွားဆိုပြီးတိတ်ပြီးတော့မိန်းကလေးကိုပတ်စားပေးစရာမလိုနော်မိန်းမယူတဲ့မိန်းမကောက်ရထားပြီးတော့အတုံးမကြယောက်ျားအများကြီးပဲဟုတ်တယ်မလားဟုတ်တယ်မလားမချမ်းသာဘူးလေမအောင်မြင်ဘူးလေအဲ့ဘာဘသူအဓိကလဲယောက်ျားအဓိကနော်ယောက်ျားတော်ဖို့အဓိကအရေးကြီးမိန်းမိန်းကလေးဆိုတာမိန်းကလေးစိုးရင်ယောက်ျားလေးတိုးတက်ဖို့တည်းရမရှိတော့ ဥပမာကိုကပတ်ဆက်ရှာတယ်မိန်းကလေးကတုံးချင်တုံးတယ်ဖောက်ပြန်တယ်ဆိုကိုကစိတ်မချမ်းသာဘူးသူ့နောက်ကြောင်းမကင်းနော်နောက်ကြောင်းမကင်းအပြုတ်မစစ်ဘူးမဟုတ်ကလှုပ်ရှားခဲ့တယ်လှုပ်ရှားခဲ့တဲ့ကြောင့်တခြားသူကတိပြီးတော့ကိုကိုအဲပါဇက်ပိတ်ဖို့အတွက်ပတ်ဆက်ညှင့်ဖို့အတွက်ပြောမှပြောလာမယ်ဆိုရင်ညီလေးကအရန်ချမ်းသာနေတယ်ဆိုရင်ဘယ်လိုလုပ်မလဲမျက်နှာပြက်ပြီးချမ်းသာတယ်အဲ့ဒါအဲစီပွားရေးအယုံမဆိုင်နိုင်ဘူးဆိုရင်စီပွားရေးကတိုးတက်တယ်မတိုးတော့အဲ့ကြောင့်မိန်းကလေးမကောင်းရင်မိန်းမပြက်တယ်ဆိုရောင်ကြောက်ဘဝဖြတ်စည်းနိုင်တယ် မင်းကောင်းလဲဆိုရင်ယောက်ျားเนี่ยအရန်တော်မှာတကယ်အရန်ထိတ်ဆုံးရောက်အောင်နော်နာမည်ကြီးပြီးတော့ချမ်းသာတာအဲ့ဒါကြောင့်မင်းကောင်းရွေးတယ်ဆိုတာယောက်ျားလေးဘဝကိုသူ့နောင်ကြောင်းနဲ့မဖြတ်စည်းနိုင်အောင်မင်းကောင်းရွေးခဲ့တာနော်အရန်ချမ်းသာဖို့အတွက်တော့ chance အရန်ရှာတယ်။ဘာကြောင့်လို့ဆိုတော့စောစောပြောခဲ့ပြီ။အတွေးခေါ်တယ်။မင်းကြီးအတွေးခေါ်တယ်။ပြီးမှရင်စီးပွားရေးလုပ်တယ်ဆိုတာက အရင်အာယုံစိုက်ရတယ်မနေ့6နိုင်ရနေညဘက်7နိုင် midnight ဆရာဆိုလောက်ခဲ့တာเนาะအဲ့အသက်30မတန်ပြီခပါပတ်တယ်အေးစစ်စစ်ပဲဟောမိပါရဲ့ဂျေယုဆိုင်နေတယ်တမိသားစုအလုံးလုံးစရာမလိုအောင်เนาะကုမ္ပဏီစီးပွားရေးအများကြီးရှိရဲ့เนาะအဲ့ဒါကြောင့်ဒါကြောင့်လဲဒါပေမဲ့ဆရာမမိမရှိအောင်မရှိဘူးကအာအေးရောစဉ်းစားကြည့်လိုက်အောင်မြင်မှုအတွက်မိမလိုအပ်တာမလိုအပ်ဘူးညီလေးတို့เนาะ ဒါပေမဲ့ညီလေးဘဝမပြတ်ဖို့အတွက်ဟာမိမကောင်းလိုအပ်တယ်။အဲဒီစကားလေးကိုတေချာမှတ်ထားပြီးတော့နော်ရင်ထဲမှာမှတ်ထားပြီးကိုမအောင်မှရေးထား။ညီလေးတို့ထိတ်ဆုံးရောက်ဖို့အတွက်မိမကောင်းမလိုအပ်ဘူး။ဒါပေမဲ့ညီလေးတို့ဘဝမပြတ်ဖို့အတွက်တော့မိမကောင်းလိုအပ်တယ်။음음ညီလေးတို့ဘဝမပြတ်ဖို့အတွက်မိမဆိုး ရှောင်တက်ဖို့အရန်လိုတယ်။ညီတွေတို့ဘဝမပြတ်ဖို့အတွက်အချစ်ပညာတက်ဖို့အရန်လိုအပ်တယ်။မအိုက်တဲ့ရွေးရဲအိုက်တွေးရှိတယ်။ကိုလုံးမယုံတော့ဘူး။အတော့ပြောရဲစိုက်တာကျွေးပါ။အားကြောင့်နော်ကိုလုံးမယုံတော့ဘူးဆိုရင် တွေးတွေရှိတယ်ဒါတော့မှန်ပါတယ်ဒါသမီးကောင်းဆိုရင်အဲ့လိုမျိုးတွေးတတ်တယ်เนาะအဲ့ဒါအဲ့ဒါ positive เนาะအဲ့လိုဒီမပြောနေပေမဲ့ negative မဟုတ်ဘူး positive အဲ့ဒါကြောင့်ညီတို့သင်ရှာနေနှူးနှပ်ညှိနှိုင်းမှာအဆင်ပြေမှာเนาะအဲ့တော့နောက်ဆုံးသူ့ဇာတ်လမ်းဘယ်လိုဖြစ်သွားလဲဆက်ပြီးကြည့်လူကျင်တာအကုန်ပြီးမယ်။သူနဲ့ရုပ်ရှင်နဲ့ဘယ်ဟာယူမလဲ။အမသူ့မျက်နှာဆိတ်ဆိတ်ကြည့်ပြီးပြောခဲ့တယ်။ရုပ်ရှင်ကိုယူတယ်။ ဟာဟာသူနဲ့ရုပ်ရှင်နဲ့ဘသူ့ရွေးမလဲကြည့်ပြီးတော့ပြောခဲ့တယ်။อืมအားကြောင့်ယောက်ျားတွေဖြတ်လိုက်တာပေါ့ရှင်းတာမလားမှန်တာပဲဖြတ်တယ်အရမ်းမှန်အရမ်းမှန်တာပေါ့အရမ်းမှန်တယ်။တော့ဒါပေမဲ့စဉ်းစားအဲ့လိုမျိုးအချစ်ပညာတတ်ထားမှဆိုရင်အဲ့လိုမျိုးတဲ့မရွေးခံဘူး။ကိုယ့်ဘက်ပါလာလုံနိုင်တဲ့အရာတွေရှိတယ်နော်အရာတွေရှိတယ်တဲ့ရွေးစရာမဟုတ်အခုဆရာကဘာနဲ့မင်းကြီးထောင်ချီ တပတ်သက်ပြီးအတွေ့အကြုံရှိရဲအဲ့တော့အချက်ပညာရအများကြီးစုံတယ်မင်းကလေးနဲ့မင်းကလေးအဘယ်နိုင်ငံကမင်းကလေးပဲဖြစ်နေပါမစေအတူတူပဲဘာကြောင့်မိမချင်းတူတဲ့အတွက်ကြောင့်နော်နော်ကိုတကယ်မပြတ်နိုင်ပဲနဲ့တော့အဲ့လိုမမြွေးခိုင်းအောင်အဲ့လိုရွေးခိုင်းပြီဆိုရင်မင်းကလေးကရုပ်ရှင်ကိုရွေးလိုက်မယ်ဆိုရင်ညီလေးကိုသူ့ဘယ်တော့မှလိုက်မယောနဲ့ဘာကြောင့်လဲဆိုတော့ဒါနောက်ဆုံးပဲ နောက်ဆုံးမှအဲ့လိုလိုက်ရောရမယ်ဆိုရင်ညီလေးတို့ main ကလေးကဘယ်တော့မှမလေးစားတော့ဘယ်တော့မှမလေးစားတော့ဒီဒီမြက်ကတိတော့နော်အမျိုးသမီးကနောင်တရပါတယ်အဲ့နောင်တရပါတဲ့အကြောင်းရင်းရယ်အဲ့ယောက်ျားပြက်ပြက်တတရွေးခိုင်းပြီးတော့သူအဲ့အမျိုးသမီးကိုလောကဖြတ်လိုက်တဲ့ကြောင်းအကယ်၍ပြက်ပြက်သားမဟုတ်ပဲโอเค main သဘောတိုင်းပဲဆိုပြီးတော့ခွင့်လို့ပြီးဆက်ပေါင်းနေမှာဆိုရင်ပြက်တရာတစ်ခုတက်လာမှာဆိုရင် အာညီနေတော့မလေးစားတော့ဘူးပြီးတော့သူ့ရဲ့ရင်ထဲမှာအလောက်ထိတယ်ကြင်ကြင်နဲ့နဲ့မှတ်မှတ်သားသားရှိမှမဟုတ်ဘူးအခုသူရေးစားဥကိုအခုနေမှတ်မိနေတော့မယ်နော်ပြန်လိုချင်အားဆိုတာဆက်ပြီးကြည့်ကြအောင်ဘာကြောင့်နောင်သားတွေရတယ်ဆိုကြည့်ကြမယ်အဲ့တူလည်းမအောင်ပြောတော့လေခုနှစ်နှစ်ဆိုတဲ့ဟိုဘက်မိဘဒီဘက်မိဘတည်တယ်အကုန်လုံးပြေးလေတယ်ပြဿနာမရှိဘူးအဲ့ဒီအခြေအနေတခုဒီအမှုပညာနဲ့ ရှင်ပြီးတော့ရွေးသွားနိုင်တယ်။အောင်မြင်ကြိုးစားပါလေ။အဲ့ဒီမှာမဘာမှမသိဘူး။ဟာဟာမှန်တော့အောင်မြင်ကြိုးစားပါအဲ့လိုမပြောနိုင်ဟာပြက်ပြက်တတပဲနော်။ तू တိပါပြီလေ။ခုနှစ်နှစ်ဆိုရင်တန်ဘူးကနည်းတာမဟုတ်ဘူး။နှစ်ယောက်တည်းရဲ့အောက်အစ်စ်ပြေတယ်။ဟိုယောက်ျားလေးကဘယ်လောက်ကြိုးစားတော့တည်းရဲ့သူ့ဘယ်လောက်ချစ်တယ်ဆိုတော့ तू တိပါခုနှစ်နှစ်တွဲခဲ့တာ။ပြောပြောဟိုးယောက်ျားလေးပဲရတယ်သူအပြိုစင်းစင်းဆိုတာတည်ရဖြူစင်းဆိုတာတည်ရအဲ့ဒါကြဖြူစင်းလို့လေရုပ်ရှင်မင်းမင်းရဲ့စင်ကြဖြစ်မှာပေါ့ ော့ရုပ်ရှင်ယောဂဆိုတည်ရတဲ့အတိုင်းပဲဒါပေမဲ့ဒါရီနဲ့ producer ကဟိုဟာလိုချင်ဒီဟာလိုချင်တည်ရမလားအဲအခုကမပြောတတ်တော့အဲ့ဒီအချိန်မှာဖြူစင်ပဲဖြူစင်ပဲအခုကမပြောတတ်လည်းနော်ဒီလိုမျိုးရုပ်ရှင်လောကဝင်ပြီးတော့ပျက်စီးသွားတဲ့အမျိုးသမီးကိုတည်ပါလားတည်ရဆိုကိုမအောင်မှာမန်းရှိခေါ်တာပါအဲ့တော့မအမြဲတမ်းလှုပ်တိုင်းစဉ်းစားတယ်ငါအောင်မြင်မှဖြစ်မယ်ငါမိပါတယ်ကိုမကချန်ရင်ဝင်နေတယ်တော့ငါပြစ်ပြီးရွေးထားလားဘာတော့တော့မဆုံးနိုင်ဘူး ငါ့ကိုခြံထဲဝင်နေထားတယ်။အားမမိပါဘူးခြံထဲဝင်နေထားမယ်။သူထားတဲ့ခြံထဲဝင်နေပုံမှာအမတက်မနေချင်ဘူး။အမပတ်စံနဲ့ဝယ်ပြီးခြံထဲဝင်နေအမမိပါဘူးထားမယ်။အမရဲ့အတွေ့အကြုံအဲ့လိုပြောင်းကျလိုက်ပြီးတော့အမအဲ့လိုတရားကိုထားပြစ်ခဲ့လိုက်တယ်။ဟိုအခုထပ်မေးမယ်မေကုံကအစင်မကောင်းစွာနဲ့မေးရမယ်မေကုံပါဒါပေမဲ့ကျွန်တော်အရင်အသိချင်တယ်လို့ပြိတ္တလည်းအရင်အသိချင်နေမယ်မေကုံပါအမကလက်ရှိချိန်မှာပြီးချမ်းစွာနေနေပေါ့နော်။အမအိမ်တော်ပြုခဲ့တယ်။အမရဲ့အခုအခြေအဥ်ဒီရေးစားဥ်အကြောင်းပြောတဲ့အခါမှာ နုပညာအတွက်ရောမိဘအတွက်ရောအမသူ့အဆုံးလုပ်ခဲ့တယ်။ဒါပေမဲ့ तू ကချက်ချင်းပြတာရောမဟုတ်တကယ်ပြေဝပေးခဲ့တာ။ဟုတ်တယ်။ဒီနေ့ဒီအချိန်မှာဘာလို့လိုချင်လဲလို့မင်းမရှိတော့တဲ့မိဘနေရာပေါ့နော်။နံပါတ်1ပြီးတော့သူ့ကိုပြန်လို့ချက်ပါလေ။အဟာတွေ့ပြီလား။တွေ့ပြီတာနောင်သားတွေရနေပြီနောင်သားတွေရနေပြီအခုချိန်မှာဘသူ့ကိုပြန်လိုချင်လဲဆိုရင်မိဘ နှစ်ပါးနဲ့เนาะသူ့ကိုပြန်လိုချင်ပါလေဟာဟာအဲ့ဒါဘာကြောင့်လဲတာအဲ့ဘာကြောင့်လဲဆိုအမျိုးသမီးတွေတန်မှုကြလာတဲ့အတွက်ကြောင့်အဲ့အသက်ရွယ်မှာဆိုရင်အော်ငါ့ကိုအဲ့လောက်ထိချစ်ပေးနိုင်တဲ့ယောက်ျားတော်ယောက်ျားကောင်မရှိပါလားเนาะအဲ့လောက်ထိခြံနဲ့တိုက်နဲ့ထားပေးနိုင်တဲ့ယောက်ျားတော်ယောက်ျားကောင်မရှိပါလားเนาะဒီလိုမျိုးသူအရန်ကြိုးစားတော့ခုနှစ်နှစ်လုံးတင်းချာချာကိုမျက်စိရှိမှတွေးခဲ့တဲ့ယောက်ျားဆိုတာမတွေ့နိုင်ပါလား နော်တံမိုးကြားလာတဲ့အချိန်မှာအမျိုးတမီးတွေကအမြင်ရလာကြတယ်အဟာအဲ့ကြောင့်မှတ်ထားညီနေလို့တကယ်ချစ်တဲ့အမျိုးသမီးဆိုတာတံပိုးရှိနေတဲ့အချိန်ကိုယ်ရွေးတဲ့အမျိုးသမီးဆိုဘယ်တော့မှလက်မလွတ်ပါနဲ့နော်တံပိုးရှိနေစပိုင်းအပြိုစင်နေအသက်30အောက်နော်အပြိုစင်ရောဟုတ်ပါနဲ့အသက်30ကျော်ဆိုတံပိုးမရှိတော့တံပိုးကြပါတယ်အသက်30ဆိုတာဒါဆရာအရင်သဘောကောင်းရတဲ့ကြောင့်ပေးထားတာ အမှန်ပြောမှဆိုရင် အပြိုစင်လေးတောင်မှအသက်အစိတ်အောက်ကတန်ဖို့အကြီးဆုံးပဲနော်တန်ဖို့အရှိဆုံးအပြိုစင်လည်းဖြစ်တယ်အသက်အစိတ်အောက်လည်းဖြစ်တယ်ကိုယ်ရွေးချယ်တဲ့အမျိုးသမီးဆိုရင်တန်ဖို့အရှိဆုံးအမျိုးသမီးပဲဖြစ်ပါလေနော်အရင်အရင်အရေးကြီးတယ်ညီလေးတို့ဘယ်အမျိုးသမီးမျိုးဆိုရနိုင်တယ်တန်ဖို့မြင့်နေတဲ့အချိန်နဲ့ တန်မှုနိုင်နေချင်းဒါပဲကွာအဲ့ဒါကြောင့်ညီလေးတို့ချစ်ပါချစ်ပါပြောတယ်အမျိုးသမီးတခြားကြည့်ကြည့်လိုက်โอเคဒီအမျိုးသမီးကအပြောင်းမင်ဖြစ်ခဲ့တယ်ခလေး10ယောက်ရှိတယ်ယောက်ျားအယောက်100နဲ့အိတ်ခဲ့တယ်အသက်30ကျော်နေပြီသူ့စီကအချင်းကတန်မှုရှိတာမရှိဘူးဘာကြောင့်လဲသိရလေညီလေးတို့မှသူ့ကိုမယူဘူးဆိုသူမရတော့ဘူးယောက်ျားဟုတ်တယ်မလားအဲ့ဒါကြောင့်ကိုယ်အရင်ချစ်တဲ့ချစ်တဲ့တိကျပြန်စင်းစား ကိုအရန်ချစ်တဲ့မိမတာအသက်အစိတ်အောင်စိတ်ကောင်းရှိပြီးတော့ဖြူစင်တဲ့အမျိုးသမီးလေးရစွာတခြားစဉ်းစားပါเนาะအဲ့လိုမျိုးအမျိုးသမီးရဖို့ဆိုရင်စောစောညီနိုင်လို့မရအရာတွေညီနိုင်လို့ရပဲเนาะ तू ကရုပ်ရှင်မင်းသမီးဖြစ်ချင်တယ်ဘာကြောင့်မိဘဂျေဇုဆက်ချင်တယ်ဆိုကြောင့် तू လှုပ်ရှားနေကြွေးချင်တယ်ဆိုကြောင့်เนาะဒါမျိုးကိုနားလည်ပေးလို့ရတယ် ါပေမဲ့ညီလေးတို့မပြတ်ချင်ဘူးဆိုရင်ညီလာအဲ့လိုမျိုးနှစ်ဦးရုပ်ရှင်နဲ့ကို့ကိုယူမနာတော့ဘယ်တော့မှမပြောနဲ့နော်တခြားညှိနှိုင်းစရာအကြောင်းတွေအများကြီးရှိတယ်နော်အဲ့အကြောင်းတွေကဆရာကဘာနဲ့အမျိုးသမီးထောင်ချီနဲ့ experience ရှိပြီးတော့ရလာပညာတယ်နော် အဲ့ပညာတွေကိုပူဝီတက်ချင်ဆိုရင် rich မြန်မာ data advice ပုံမှန်အချစ်ပညာရှင် play နဲ့ဆိုသွားလို့ရ play ဆိုတော့အချစ်ပညာတင်ယူစောစောဘလို့ညီနိုင်မလဲဆိုတော့ဒါအရန်တန်မှုရှိရတဲ့ကြောင့်ဒီလိုမျိုးပြောလက်မိရဆိုရင်နော်မင်းကလေးတိမမှဆိုရင်အဲ့ပညာကอืมညီနေတို့တက်ပြီးတော့အကျိုးရှိတော့မှမဟုတ်ဒါပေမဲ့အဲ့ပညာကယောက်ျားလေး ညီနေနဲ့ဘီနေချင်ရှိရယောက်ျားအများစုမတိဘူးဒါပေမဲ့ညီနေတို့တိသွားမှဆိုရင်အဲ့ပညာတုံးလိုက်မှဆိုရင်ဘယ်အမျိုးသမီးရောမဆိုညီတို့အရန်ချစ်တဲ့အမျိုးသမီးရောဒီလိုမျိုးကွဲလွဲအရာတွေဘယ်လောက်ပဲရှိနေပါမစေဘယ်လောက်ပဲအဆင်မပြေရရှိပါမစေအဆင်ပြေအောင်လုပ်ရတယ်ညီတို့ပဲပါလာအောင်လုပ်ရတယ် feeling feeling ကတစ်ချက်เนาะနောက်အချက်တွေအများကြီးရှိတယ် เนาะ तू อ่ะไอ้ယောက်ျားนี่ตะเกยเอ๊ะฟีลิ่งရှိมั้ยโซยเมนคลีนဆိုတာဘာအရာမဆိုစွန့်လွတ်နိုင်တယ်เนาะအဲ့ရောเมนคลีน feeling လာအောင်နီးတဲ့အများကြီးရှိတယ်အဲ့နီးတဲ့နေနဲ့စောစောဘလို့ညှိနှိုင်းရမလဲနှစ်ဦးနှစ်ဖက်ထိတ်တိုက်ရင်းဆိုင်ကြမလို့အဲ့ဒါပညာနဲ့သိချင်ဆိုရင်ဆရာရဲ့နောက်ဆုံး YouTube video ကိုကြားလိုက်ကြိုက်တဲ့เมนคลีนရဖို့အချစ်ပညာတင်ယူရ click နှိပ်လိုက်เนาะ description မှာရှိတယ် ကြိုက်တဲ့မင်းလေးရောက်ဖို့အချစ်ပညာတင်းယူတာဒါကြီးကလင်းနေရမှာဆိုရင်ဒီနေရာရောက်သွားနေတော့ဒီနေရာရောက်သွားမှာဆိုရင်ဒီပညာတတ်ထားမှာဆိုရင်ကပောင်းမှာဘယ်မင်းကလေးမဆိုရဖို့တင်းအရန်များအောင်လုံးရတယ်နော်ညီလေးတို့အရန်ချစ်ပြီးအရင်လေးစားတဲ့မင်းကလေးတန်ဖိုးတက်နေတဲ့မင်းကလေးတို့ဘလို့ရအောင်လုပ်ရမှာလဲဒီအချစ်ပညာတတ်ထားမှာဆိုရင်ယောက်ျားလေး99%ယောက်ျားလေးထိတ်ဆုံးရောက်နေပါပြီအများကြီးတာနေပါလေ အဲ့ဒါကြောင့်အချစ်ပညာမတတ်ပန်တဲ့တန်မိုးရှိရဲ့မိန်းကလေးနော်ကိုယ်တကယ်ချစ်မိန်းကလေးကိုအချစ်ပညာမတတ်ပဲတဲ့အတွက်ကြောင့်ဆုံးရှုံးမှုဘယ်တော့မှမဖြစ်ပါစေနဲ့တင်တော့အစင်းသွင်းခြင်းဆိုရင်ဒီနေ့မတွင်းရပါလေဒီနေ့တွင်းပါရင်ဗီဒီယိုကြိုက်တဲ့အချိန်ကြည့်လို့ရပြီပြီးတော့ conscious ရှိရဆိုရင်ဆရာကိုကြိုက်တဲ့အချိန်မေးလို့ရပါလေလိမ့်နေ YouTube video description ကိုမှအမှရှိပါလေဒါလေးကိုကလစ်နှိပ်ပြီးတော့စီးရင်တွေ့လာပါ